တကယ်တော့ကိုအောင်ကိုတို့တငငယ်တစုဟာမြောက်ရီမျိုးကထွက်လာတော့နေ့လယ်ပိုင်းဖြစ်နေပြီကိုအောင်ကိုဟာဘကိုးသားဖြစ်ပြီးတော့တငယ်ချင်းနေတဲ့တူတူမြောက်ရီမျိုးကိုတက်ကဆိုင်ကလေးကိုတည်ယူပြီးတော့ပြန်လဲရောင်းချတဲ့လုပ်ငန်းကိုလုပ်ကင်သူလည်းဖြစ်ပါတယ်တငယ်ချင်း၅ယောက်ဆိုင်ကတယောက်တစ်စီနဲ့မြောက်ရီမျိုးကိုတက်ခဲ့ပြီးဆိုင်ကတစ်တစ်ကိုဝယ်ယူကမိမိတို့ဆိုင်ကနဲ့ပဲနိုင်တလောက်တည်လို့ဘကိုးမျိုးမှာပြန်လဲရောင်းချတယ်အဲ့ဒီခေတ်က Suzuki Revo Revo A တွေခေတ်စားတဲ့ကာလလေးဖြစ်တယ် ယောဒီမှာဝင်ယူပြီးတော့မကိုးမှပြန်လဲရောင်းချတာအရန်ကိုတွက်ချေတက်တယ်ဒါကြောင့်လူတော်မများဟာအဲ့လိုစုံစားပြီးတော့ကုတန်ကြပါတယ်ဆိုင်ကယ်တရရတယ်ဆိုတာကလည်းတိတ်တော့မလွယ်ဘူးမိမိဆိုင်ကယ်ရဲ့ခံနိုင်မဲ့ဝင်တဲ့ချိန်ကဆိုင်ကယ်တွေကိုထပ်မံတဲရအောင်လှုပ်ဆောင်ရတယ်အလေးချိန်ကလည်းတော်တော်များများသတိထားမောင်းရတယ်အဲ့ဒီပြင်လမ်းခီးအချိန်တွေကိုလည်းကြည့်ရတယ်အတားအဆီးတွေကြေးကြီးတွေကလည်းရှိရဆိုင်ကယ်တဲတဲ့လုံငန်းဟာတော်တော်လေးကိုစွန်စားနိုင်သူတွေသာ လောက်ကင်ကြခြင်းဖြစ်ပါတယ်။မြဝတီမြို့ထွက်မှာတော့ငါးဦးသလုံးဆိုင်ကလေးကိုစီနဲ့စီတန်းကတည်ဆောင်လာကြပေမဲ့လမ်းကြီးမှာကားကြော်တက်တာတွေရှောင်ရှားတာတွေရှိတဲ့အတွက်မကြခင်မှာပဲတငငချင်း၅ယောက်ဟာအစီကျဲသွားကြတယ်။ဒီထက်ပိုဆိုးတာကဒုံကပိတရာနီရောက်မှာတော့ကိုအောင်ကိုဆိုင်ကဟာဘိန်းပေါက်သွားပါတယ်။ကိုအောင်ကိုလည်းစိတ်ညစ်ညစ်နဲ့ဆဲဆုပ်လိုက်ပြီးတော့ဆိုင်ကဘိန်းပါဖို့လိုက်ရှာတယ်။ကန်ကောင်းကျင်တော်တရာလုံးမှာဆိုင်ကဘိန်းပါတဲ့ဆိုင်လေးတစ်ခုကိုတွားပြီးတွေ့ပါတယ်။အဲ့ဒီနေရာမှာပဲ မိန်ဖာနေရတာအချိန်လင့်သွားတယ်။ညနေလာပြီးဖြစ်တာကြောင့်လမ်းကလေးအတော်လေးရှင်းသွားပါပြီ။ highway ကားကြီးတွေနဲ့ကုန်တင်ကားကြီးတွေအရှင်ပြင်းပြင်းမောင်းနေကြတဲ့အတွက်ကွန်ကိုတယောက်တရေကြီးစွာမောင်းနေပြီးလာနေရတယ်။တချို့နေရာတွေမှာလမ်းမီတာတွေမရှိပဲတချို့နေရာတွေမှာတော့တောအုပ်တွေကိုဖျက်တမ်းရတာကြောင့်ကွန်ကိုတယောက်မကြောက်တတ်ပေမဲ့အနေငယ်တော့စိတ်ထဲမှာခြောက်ခြားနေမိပါတယ်။စတောင်တရားကိုဖျက်တမ်းလာမိချိန်မှာညတနာကြီးကြောပြီးစတောင်တရားကြောရင်ဘကိုးတိုင်းရင်းကိုရောက်ပြီမို့လို့စိတ်အေးသွားမိတယ်။ ဘကုံမြို့ကိုရောက်ဖို့တိတ်ပြီးတော့ခီးမလိုတော့ဘူးဒီလိုနဲ့ဆက်လက်မောင်းနေလိုက်ရဟောမြို့ဝင်အပြားကွေးလို့ခေါ်တဲ့လမ်းကွေးခုကိုရောက်လာပါတယ်ဒီချိန်မှာကိုအောင်ကိုဟာထူးဆန်းတဲ့ခန်းဆောင်မှုတစ်ခုကိုခန်းစားလိုက်ရတယ်လမ်းဘေးကိုကြည့်တဲ့အခါမှာတော့တလန်းလုံးမှာသူ့ဆိုင်ကတစည်းတာရှိတယ်လမ်းမေးမရှိတာကြောင့်မောင်းမဲနေပြီးတော့လားမညာဖြစ်တာကြောင့်ရောလာရောက်ကလည်းမလင်းဘူးဒါကြောင့်ဆိုင်ကယ်ရှိကမီးရောင်လေးကိုသာ အားထားပြီးတော့မောင်းနေနေရပါတယ်ဒီချိန်မှာရုတ်တရက်ပတ်ဝန်းကျင်က အရန်ကိုတိတ်ဆိတ်သွားတယ်လို့ခံစားပြီးတော့ပုံမမှောင်မိုက်သွားတယ်လို့လည်းယူဆမိတယ်။ဒီလိုမောင်းနေတဲ့တော့မှလမ်းခွေရောက်တဲ့အခါမှာတော့ကားလမ်းမပေါ်မှာခွေးတကောင်ကြောပိတ်ထားနေတာကိုမြင်တွေ့လိုက်ရပါတယ်။ဒီခွေးကတော့ကွာကားကျိမ့်မင်းနာတော့မယ်။မှတ်လောက်သားလောက်အောင်လို့ကန်ထည့်ခဲ့ဦးမှာပဲ။ကိုအောင်ကိုတို့လိုဆိုင်ကယ်စီးသူတွေအတွက်အခုလိုခွေးတွေကားလမ်းပေါ်တက်တဲ့အခါဆိုင်ကယ်မောင်းနေတယ်ပဲခြေထောက်နဲ့ကန်ခဲ့တယ်ရှိပါတယ်။ဒီလိုလုပ်တဲ့အခါမှာတော့ ခွေးတွေဟာကားလမ်းပေါ်တက်ရင်အသားနာမယ်လို့မှတ်သွားပြီးတိတ်မတက်ရတော့ဘူးကားလမ်းပေါ်မှာပြေးလွှားနေတဲ့ခွေးတွေကြောင့်ရင်မတော်စားမှုတွေလည်းမဖြစ်နိုင်စေဖို့ဖြစ်ပါတယ်ဒီချိန်မှာကိုအောင်ကိုဟာလမ်းကိုကြည့်မှုလို့အရှင်ကိုလျှော့ပြီးတော့ခွေးအနားကိုမောင်းနေလာတယ်ခွေးဟာတစ်ကိုယ်လုံးအဖြစ်အောင်ရှိပြီးအနက်ရောင်အကွင်းကွင်းနေလဲပါတယ်အဲ့လိုခွေးကိုကိုအောင်ကိုတယောက်မမြင်ဘူးဘူးခွေးလေးဟာအဝေးကကြည့်တဲ့အခါတေးငယ်ပေမဲ့အနီးကိုရောက်တဲ့အခါမှာတော့တဖြည်းဖြည်းကြည့်လာတယ်ကိုအောင်ကိုလည်းခေါင်းနှစ်ဖက်နဲ့ကြည့်လာတယ်လက်တကိုင်းရောက်တဲ့အခါမှာတော့ ခွေးဟာလူကြီးခစားလောက်ရှိတဲ့ခွေးကြီးတကောင်ဖြစ်သွားတယ်။ဒါကိုကြည့်ပြီးတော့ကိုအောင်ကိုတရားကိုအရန်ကိုအံ့ဩတော့ပါတယ်။ခွေးကခြေထောက်နဲ့ကံမစီစဉ်ကိုဖြတ်ရပြီးဟွန်တီမောင်းထုတ်တဲ့ခါမှာခွေးကြီးကကိုအောင်ကိုဘက်ကိုလှည့်ကြည့်တယ်။ဒီချိန်မှာခွေးရဲ့မျက်လုံးတွေကမီးလွေတောက်လောင်ထားသလိုတက်လက်တောက်ပါနေပြီးတော့အဲ့ဒီနီမလင်းထိန်သွားတယ်။ဒီတော့မှကိုအောင်ကိုလည်းဒီခွေးရတာမန်ခွေးတွေကမဟုတ်မှန်းတိတာမလို့ကြောက်လန့်ပြီးဆိုင်ကယ်ကိုအမြန်ပဲမောင်းနေလာတယ်။ခွေးကြီးကသူ့နားကဖြတ်တန်းသွားတဲ့ခါမှာတော့ မန်းဖီတန်ကိုပါကြားလိုက်ရပါတယ်။ခလန်လန်ရောက်မှပဲကိုအောင်ကိုအခွေကြီးကိုလက်ကြည့်အောင်ခွေကြီးကလမ်းမပေါ်မှာပျောက်ချမ်းမလားပျောက်ခွေသွားတယ်။ဒါဆိုမင်းတွေးခဲ့တာတရေနေမယ်။မနမိုးလေးနဲ့ခါမှာတော့တငငချင်းနဲ့လက်ဖက်ရည်ဆိုင်ထားပြီးညကပြပြကိုပြောပြတယ်။ညကတည်းကလုံးဆိုင်ကဲမောင်းလိုက်ရတာကြောင့်ခါးတွေညောင်းကိုက်နေတယ်။တငငချင်းတွေဝေစု ခွဲပြီးတဲ့ခါမှာတော့တချို့ကပြန်သွားကြပြီမဲ့သူတို့တငငချင်းထဲမှာအသက်အကြီးဆုံးဖြစ်တဲ့ကိုထွေးကကြံနေခဲ့တယ်။ အဲ့ဒီဟောမျိုးကဗျအပြားခွေးကိုလေတိုင်ငါးလုံးခွေးလို့လည်းခေါ်တယ်။ဗျာတိုင်ငါးလုံးခွေးတယ်လား။အေးဟုတ်တယ်ကွာ။ငါလည်းအစားကမသိခဲ့ဘူးလေ။ဆိုင်ကယ်တင်ရင်းနဲ့ဟောမျိုးမှာခဏနိုင်နဲ့ဘာကြီးတယောက်ပြောခဲ့တာ။ငါတို့ကလည်းအချောက်ခံရတယ်ကွာ။ဘလို့အချောက်ခံရတာလဲ။ငါတို့ကကွာဆိုင်ကယ်တင်ရင်းနဲ့အိမ်နာရောက်တော့တလောကတော့မှောင်မဲသွားသလိုပဲပြီးတော့လမ်းမေးတန်းမှာမင်းကလေးတယောက်နဲ့ခလေးတယောက်ကလက်တွဲပြီးတော့လမ်းလျှောက်နေတာ။ငါဆိုင်ကယ်မရောက်နေမှမင်းရတယ်ကွာ။ ီချိန်မှာငါးဆိုင်ငယ်ရှင်မီကမိခတ်မိခတ်ဖြစ်လာတယ်။ငါလည်းအဆကကွာ။မီလုံးပြက်ချင်လို့ဖြစ်မယ်ထင်တာ။အနားရောက်တဲ့အခါမှာတော့အဲ့ဒီတာမီကငါးဘက်ကိုလှည့်ကြည့်တယ်ကွာ။တယောက်မှမျက်နှာမှာဘာမှမပါဘဲနဲ့ဖြူဖြူကြီးတွေ။ငါလည်းကြောက်ကြောက်နေပဲဆိုင်ငယ်ကိုလေးပါကုန်ဆွဲပြီးတော့အရှင်တင်တာ။ချိန်ကြတော့ကွာ။ဗရိတ်ညှစ်လို့မရတော့ဘူး။ဆိုင်ငယ်ရှင်ကလည်းငါမတင်မဲနဲ့သူ့အလိုလိုတက်လာတာကွာ။ငါဖြင့်ဘာလို့ရမှန်းကိုမသိဘူး။ကံကောင်းကျင်တော့ကွာ။အဲ့ဒီလမ်းခွေကြော်ပြီးတော့အိမ်ဆောက်ဖို့လားလမ်းပြင်ဖို့လားပဲ။ လမ်းမမှာသဲပုံကြီးပုံလာတာငါလည်းဖះစာရသလားရွတ်တာကဆိုင်ငယ်ရှင်ကနည်းနည်းကြာသွားတယ်ပြီးတော့အဲ့ဒီသဲပုံကြီးကိုဝင်တိုက်တာကန်ကောင်းလို့ကွာဆိုင်ငယ်ကသဲတဲ့နှစ်ပြီးတော့ဘေးဆောင်လဲသွားတာဩကျုံမှတ်မိပြီဗျအဲ့တုန်းကကိုထွေးဆိုင်ငယ်တွေနာသွားလို့ဈေးကျပြီးတော့တိတ်မမြတ်ဖို့ဖြစ်သွားတာဟုတ်တယ်မလားကိုထွေးကခေါင်းညှင်ပြီးတော့လက်ဖက်ရည်ကိုတကြိမ်မတော့တယ်သဲပုံကြီးထဲမှာကွာဆိုင်ငယ်လေးပြီးတော့ငါလည်းကဲပေါင်းလို့ဩခေါ်တာအနီးဘက်ကအိမ်တွေကလည်းမနဲ့ဆော့ဆော့ဆိုတော့ လို့လာတယ်ကွာဒီတော့ငါလည်းဆက်မသွားရတာနဲ့အိုင်နာကလက်ဖက်ဆိုင်မှာထိုင်နေရတယ်ဒီတော့မှဆန်ရှင်ကပြောပြတာကွာအဲ့လမ်းကွေမှာတခါတုန်းကရန်ကုန်ကိုပြန်လာတဲ့အင်ကာတစီလမ်းချော်ပြီးတော့ကားမောက်သွားတာတဲ့ကားမောက်ပြီးတော့အခန်းမသိတော့ကားကမီလောင်နေဒီတော့ကားမောင်းတဲ့လူအပြင်ကားဟိုမှာပါတယ်မိသားစု9ယောက်စလုံးမီလောင်ပြီးတေဆုံသွားတာတဲ့ကားမောင်းတဲ့လူဆိုမီးတွေကဆွဲပြီးတော့ကားလမ်းပေါ်မှာသွေးသွေးနဲ့ပြေးနေရတဲ့တိတ်သွားတော့အသားတွေကကားလမ်းနဲ့ကပ်နေရဆိုပဲ အလောင်းကြီးကိုဆွဲခွာတော့အသားတွေတောင်ကပ်ပြီးတော့ကျန်နေခဲ့တယ်တဲ့ကိုထီးပြောထားကိုနားထောင်ပြီးတော့ကိုအန်ကိုတယောက်တသိန်းနဲ့ထားသွားတယ်အဲ့ဒါနဲ့ရွာကန်လေးကသူတို့ကိုမြုပ်ပေးတာမြုပ်လဲမြုပ်ပြီးတော့ဒီနေရာမှာတရဲအရန်ခြောက်တယ်တဲ့ဖြတ်သမျှလူတိုင်းကားထဲကိုခြောက်တာတဲ့လူတွေဆိုညနေဆောင်တာနဲ့ဒီနားကိုမတော်ရဲကြဘူးအချို့ကားတွေဆိုရင်လည်းတရဲခြောက်ခံထိပြီးတော့မိန်ပောက်တာနဲ့ကားမောက်တာနဲ့စုံးနေတာပဲနောက်တော့မှအနာကလူတယောက်ကိုအိမ်မက်ပေးတယ်တဲ့ ဘလို့အိမ်မက်ပေးတာလဲသူတို့ကအဲ့ဒီလမ်းကွေနာကမှပဲအုတ်ကိုသွင်းပြီးတော့မြုပ်ပေးဆိုပြီးပြောတာဒါနဲ့ပဲအုတ်ကငါလုံးလုတ်ပြီးပြီးတော့ကိုသွင်းပေးလိုက်ရတယ်အဲ့ဒီကိုငါလုံးကိုလူတွေကတိုင်ငါလုံးဆိုပြီးခေါ်ကြတာကွအဲ့ဒီလမ်းကွေကိုလည်းတိုင်ငါလုံးကွေလို့ခေါ်ကြတယ်ထူးဆန်းလိုက်ကြပြအဲ့နောက်ပိုင်းတော့အရင်ငါလောက်အချောက်အလန့်မခံရပါဘဲတခါတလေတော့သေးချောက်တယ်ဆိုပဲဟုတ်မယ်ဗျကျုပ်ကိုချောက်ခဲ့တာလေအဲ့ဒီသေးရဲ့ပဲထင်းနေ ကွမ်ကိုတယောက်ဒီကလေးကနောက်ပိုင်းပဲတော့မှဆိုင်ကင်မသေးတော့ဘူးကွမ်ကိုဟာဘကိုးသားဖြစ်တယ်ဘကိုးမှမွေးပြီးတော့ဘကိုးမှကြီးပြင်းသူဒီဖြစ်ကကွမ်ကိုငယ်ငယ်ကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုပါကွမ်ကိုခုနှစ်တန်းကျောင်းသားအရွယ်ကဖြစ်ပျက်ခဲ့တာဘကိုးမျိုးတွေမှလက်ပြကန်းဆိုတဲ့ရေကန်ကြီးတစ်ခုလည်းရှိတယ်နေရသည်တကြံပွဲတော်ကျင်းပတဲ့ခါမှာတော့ဒီလက်ပြကန်းကြီးနီးမှာရေကစားမနဲ့ထိုးပြီးတော့ကန်တွေကရေနဲ့ပတ်ကြတယ်ကွမ်ကိုလည်းအဲ့ဒီတုန်းက ရေဆော့ကစားပြီးလိပ်ပြာကန်ကြီးထဲမှာပဲရေကူးကြတယ်။နေရသည့်အချိန်ဖြစ်တာကြောင့်လိပ်ပြာကန်ကြီးဟာအနှဲငယ်ခံနေပြီးကွန်ဂိုလိုနီတူပဲလူငတ်တချို့လည်းရေဆင်းကူးနေတာတွေ့ရတယ်။နေရသည့်ပြီလို့မိုးရွာတွေကိုရောက်လာပြီးကွန်ဂိုဟာခုနှစ်တန်းကျောင်းသားဖြစ်လို့ဒီတုန်းကစပယ်လေးနဲ့ကျောင်းတက်လေးရှိပါတယ်။မိုးရင်ကြီးမှုလို့မိုးကကောင်းလာတဲ့ဖြစ်ချင်တော့အဲ့ရက်ကကျောင်းပြည့်ရဖြစ်လို့ကွန်ဂိုဟာကျူရှင်ကနေအိမ်ကိုပြန်လာခဲ့ရာလိပ်ပြာကန်နေဘေးကနေစပင်းကိုနင်းလာတယ်။ ဒီတော့ကလိပ်ပကံကိုလက်တန်းတွေမကာရင်ရသေးဘူး။ကံအတွင်းဆင်းနိုင်မှုတော့လေအုတ်လေကတိတိတိရှိတယ်။ဘောကတိတိတနံရွာသွင်းနေတာကြောင့်လမ်းမပေါ်မှာရောလိပ်ပကံနီးမှာပါလိုရှင်းနေတယ်။ဒီတော့ကိုအောင်ကိုစပိန်နင်းလာရင်လည်းခြေထောက်မှာဘော့တီပေးလာရ။လိပ်ပကံကြီးနီးကဖြတ်သွားတဲ့ခါမှာတော့ခြေထောက်မှာပေးနေတဲ့ဘော့ရည်တွေကိုကံရင်နဲ့ဆေးကြောချင်တဲ့စိတ်တွေဖြစ်ပေါ်လာတယ်။တကြံချိန်တုန်းကရေကူးနေကြမလို့ကံပေးမှာစပိန်ရက်လိုက်ပြီးကံမော်မော်တက်လာတယ်။မိုးရင်းမို့လို့ကံရင်ကပြေးချင်နေရာ ကောင်းကောင်းလှေကားတဲ့တိုင်းပဲဆင်းလာတယ်။ကံရည်ပင်နဲ့ခြေထောက်နဲ့ထိတဲ့ချိန်မှာတော့သူ့ကိုယ်တစုံတယောက်ကတွန်းချလိုက်တယ်လို့ခံစားပြီးကံအောက်ထည်ကိုနှိမ့်မြုပ်သွားတယ်။သူ့ခြေထောက်ကိုလည်းရေထဲကိုရောက်တဲ့ခါမှာတစုံတစ်ခုကဆွဲခေါ်သွားတယ်လို့ခံစားလိုက်ရပါတယ်။ကံဟာအနှက်ကြီးဖြစ်ပြီးတော့ကောင်းကောင်းရေထဲမှာအချိန်တော်ကြာနှိမ့်မြုပ်နေတယ်။ရေတွေဟာပါးစပ်နဲ့နှာခေါင်းပေါက်ကတိုးဝင်လာတာကြောင့်ရေတွေမုန်းချလာပြီးတိတ်ဆုံးပြီဆိုတဲ့တွေ့ကသူ့ခေါင်းထဲကိုဝင်လာတယ်။ဒီချိန်မှာငယ်ကသူများပြောခဲ့မှုတဲ့ဖြစ်ပျက်တစ်ခုကိုတတိယသွားတယ် ဒီပြဟာတန်ဖိုးတွေခါတာကိုရွတ်ဆိုတာကြောင့်အသက်ဘေးကနေလုံးမြောက်သွားသူတယောက်အကြောင်းဖြစ်ပါတယ်။ဒါကြောင့်သူဟာအခုတရားမဲ့ချိန်ကိုသိတာကြောင့်တန်ဖိုးတွေခါတာကိုစေတဲ့ကနေရွတ်ဖတ်လိုက်ပါတယ်။တစ်ခေါက်တောင်မပြည့်သေးသူချက်တော့အောက်မှာမာကြောတဲ့ကျမ်းမြင်တစ်ခုကိုစမ်းမိသွားတယ်။ကိုအောင်ကိုအဲ့ဒီကျမ်းမြင်ကိုခြေဆောင်ကမ်းပြီးတဲ့နောက်ကံအားနဲ့ပဲရေဘော်ကိုပြန်ပြီးတော့တက်လာတယ်။ရေဘော်ကိုမရောက်ခင်မှာပဲ သူ့ကိုလူတယောက်ကဆွဲတင်နေ။ကြံတန်းလာတဲ့လက်အထိတွေ့ကိုခံစားပြီးရေအောက်ကနေတဟုံထိုးတိုးတက်သွားရာ မကြခင်မှာရေမျက်နှာပြင်ပေါ်ကိုရောက်ရှိသွားတယ်။သူ့ရောက်နေတဲ့နေရာက ရေကန်လက်ကြီးဖြစ်တယ်။ဒီလူကသူ့ကိုဆွဲခေါ်သွားပြီးသူ့ခြေထောက်စီးခဲ့တဲ့အုတ်လေကတစ်ပေါ်ကို ပြန်ပို့ပေးတယ်။ကွန်ကိုလည်းမွန်းကျက်နေပြီးတော့အဆုတ်ထဲမှာရေတွေဝင်သွားတယ်။ချောင်းဆုတ်လိုက်တိုင်းရေတွေပြင်းပြန်ပြီးတော့အန်ထွက်လာတယ်။သူ့ကိုကယ်တင်ခဲ့သူကိုကြည့်လိုက်ရာပစိုးကောင်ကြိုက်ထားပြီးတစ်ကိုယ်လုံးကိုတလုံးကျွနေဖြစ်တယ်။ ဘလောက်တောင်းတဲ့လူကြီးတူဖြစ်ပြီးသူ့ကိုမမိတ်မတုံနဲ့စိုက်ကြည့်တယ်။ကျေးဇူးတင်ပါတယ်ဗျာ။အင်းငါကြီးနောက်ဆိုဘယ်တော့မှလိပ်ပြကန်တဲ့ကိုခြေစင်းမစိနဲ့ကွ။လိပ်ပြကန်အနာကိုလည်းမလာနဲ့သွားတော့ဒီလိုစကားပြောတဲ့တန်ဟာအတန်ပြက်ကြီးဖြစ်တယ်။ကိုအကိုတယောက်နားထောင်နေတဲ့အတော်လေးကိုလည်းကြောက်လန့်သွားတယ်။ဒါကြောင့်စပိန်မော့ကိုပြန်ထပ်ပြီးစပိန်ကိုအားစိုက်ပြီးနင်းနေ။ဒီချိန်ထိကန်နဘေးနဲ့လမ်းတစ်လျှောက်မှာလူတို့ကင်းရှင်းနေတုံဖြစ်ပါတယ်။ခလန်လန်းကိုရောက်တဲ့အခါမှာ နောက်ကပြန်လှည့်ကြည့်တော့ခုနလူကြီးကိုမတွေ့တော့ဘူးကိုအောင်ကိုဟိုးဒီလိုက်ရှာကြည့်ပေမဲ့ကံပက်လေမှာလူရဲ့ရောင်တော့မမြင်ရပဲနဲ့မိုးတွေပဲယွမ်းနေတာတွေ့ရတယ်ကိုအောင်ကိုအတွက်ဒီကလေးကရေကိုကြောက်နေသွားပြီးလူကြီးတွေကိုပြန်နေပြောပြတဲ့ခါမှာသူ့ကိုကယ်တင်ခဲ့သူဟာလူမဟုတ်ပဲနဲ့ပရလောကသားတယောက်ဖြစ်မယ်လို့လည်းထင်ကြည်ပေးပါတယ်တံပိုးတွေရုတ်ခဲ့တဲ့ဂါထာဆွမ်းကြောင့်တေကံမရောက်တမပြောက်ခဲ့တာဆိုတာကိုအောင်ကိုတယောက်သေချာနားလည်သွားပါတယ်ဒီမှာနေမယ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ ရာလောကဇလံပြီးဆုံးပါပြီ။နာတော်ရာစင်တို့ပြိတက်ကြီးလဲဆဲချနာချင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံတော်မူကြပါစေခမညာ။